ဘောလုံးနီယွန်ဆိုဒမ်ဘီလီရမာလာပြီးခဲ့တဲ့2024-25ဘောလုံးယာယူတီရှော့ခြေစွမ်းပြကစားခဲ့တဲ့အထင်ကြီးကစားသမားတွေများပြားသလိုအချို့တွေကပလောက်အောင်ဝဲခံမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်ဒီနှစ်ဘောလုံးဒီယွန်ဆိုကိုဘသူရမလဲဆိုတာကပိတ်သက်တွေကြာ ကိုယ်ကြိုက်တဲ့ကိုဖြစ်နေပါတယ်ဘောလုံးနီယောစုစကားတွေစီရင်ကိုလာမယ့်ဩဂတ်စ်မှာကြီးညာမှာဖြစ်ပြီးမယ်ဒီကစားသမားတွေကစုအုပ်အတွက်ရေပန်းစားနေကြပါ သူတို့ကတော့တံပီလီလာမိုင်းရမယ်ဖီဒီဟာ ရာဖေဟာဇာလတ်တိုရီကာဗရာအမ်ဘာပေပက်ဒရီနဲ့နူနိုမန်နက်ဆိုဖြစ်ကြပါတယ်ထိတ်ဆုံးကနေရေပန်အစားဆုံးက2016ကစားသမားတံပီလီနဲ့စပိန်တောင်ပေါ်ကစားသမားလာမိုင်းရမယ်ဖြစ်ပါတယ်ရမယ်ဟာပြီးခဲ့တဲ့ဘောလုံးရသည်မှာပြန်ပွဲဆုံး55ဘောတိကစားက18ဂိုးသွင်းခဲ့ပြီးဂိုးဖန်နေမှု25ချိန်ပြည့်လို့ပေးခဲ့ပါတယ် လာလီဂါချန်ပီယံစူပလားပါဝင်စပိန်ကိုပါဒယ်ရီဖလားနဲ့စပိန်စူပါဖလားတို့ကို ပိုင်ဆိုင်ခဲ့တာပါ28ရက်နေ့ရွယ်ဒမ်ဘီလီက PSG ရဲ့ဖလားလေးလုံးအောင်မြင်မှုမှာအခေယာချခဲ့တဲ့အပြင်အကောင်းဆုံးခြေစွမ်းပြကစားနိုင်ခဲ့ပါတယ် PSG တင်ပထမဆုံးချိန်ချန်ပီယံလိစခုပေရဒမ်ဘီလီကရှစ်ဂိုးသွင်းဝင်ခဲ့တယ်လို့ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့်ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရခဲ့တာပါဒမ်ဘီလီကဘလွန်ဒီယွန်ဆုနဲ့ ထိုက်တယ်ပါလေအရေးကြီးဆုံးအရာကသူ့ရဲ့ပြည့်စုံတဲ့ဘောလုံးရည်ဖြစ်ခဲ့တာပါရာမန်ရဲ့တဲလန့်ကိုကြိုက်ပါတယ်ဒါပေမဲ့ဒန်ဘီလီရလိမ့်မယ်ဒါကတော့ပင်သစ်ကစားသမားဟောင်းနဇရီက ပြောကြခဲ့တာပါဘလုံးဒီယွန်စုကိုလာမယ့်စက်တင်ဘာ22ရက်မှာထုတ်ပြန်ကြေညာတော့မှာဖြစ်ကြောင်းသိရပါတယ်။ life.